အစိမ့်ပြင်းရွာနမဲကြားလိုက်တာနဲ့တမူထူးခြားနေသလိုခါတကယ်ထူးခြားစမ်းများတဲ့ထိရတွေလည်းဒီရွာမှာထိခဲ့ဘူးတယ်ဒီနေရာမှာအစိမ့်ပြင်းရွာရဲ့တရှိနေမှုကို အရင်မိတ်ဆက်ပေးခြင်းပါတယ်အစိမ့်ပြင်းရွာရဲ့အရှိဘက်တစ်လျှောက်မှာတော့မျက်စိတစုံရှိလျားလာတဲ့လေကွင်းပြင်ကြီးပဲရှိသလိုတောင်ဘက်မှာတော့ຫນွေမိုးဆောင်300ဒီလုံးရေမခန့်တဲ့ချောင်းလေလေးတစ်ခုရှိတယ်။ ရွာထဲမှာနေထိုင်ကြတဲ့သူတွေကတော့ချောင်းကနေလေကွင်းအနီးအထိရောက်အောင်ရေသွင်းမြောင်းတစ်ခုဖောက်လုပ်ခဲ့ကြတယ်။ဒီရေသွင်းမြောင်းဖောက်လုပ်ခဲ့တဲ့အကျိုးဆက်ကနှစ်ခုရှိခဲ့တယ်။ပထမတစ်ခုကစိုက်ပျိုးမီတွေတဲရေအလွယ်တကူသွင်းနိုင်ပြီးသီးနှံတွေစိုက်ပျိုးဖြစ်ထွန်းခဲ့တယ်။ဒုတိယတစ်ခုကရေသွင်းမြောင်းကြောင့်ထူးခြားစမ်းကြဲတဲ့ဖြစ်ရက်တွေဖြစ်လာခဲ့တယ်။ဒီရေသွင်းမြောင်းအဆက်ကိုပြောရမယ်ဆိုရင်ဖြင့်အဟမ်းအဟမ်း ရွာထဲမှာရှိတဲ့ရွာသူရွာသားအပေါင်းတို့မွန်းလွဲ့နနာရီကြရင်တကြီးအင်ကိုတိမ်တန်းလာရောက်ဆူယုံဖေးပါမလာတဲ့အင်ကိုထိမ့်သိနေတဲ့တန်ကြီးချမှတ်မယ်အားလုံးကြားမယ်လို့ထင်တယ်နောက်ဆုံးတကြိမ်ပြောမယ်မွန်းလွဲ့နနာရီတကြီးအင်ကိုတိမ်တယောက်လာခဲ့ကြရွာလေကူကူပင်ပေါ်မှာတက်ထားတဲ့ loud speaker နှလုံးရဲ့အတန်ကတရွာလုံးကို ဖုံးထွားခဲ့တယ်အစိမ့်ပင်ရွာမှာကကိစ္စတစ်ခုခုရှိတကြီးကအခုလို loud speaker နဲ့အော်ပြီးစော်ဟုတ်တဲ့ မိုးလွဲ့နနာလေးလောက်ရောက်တော့တကြီးအိမ်ဝိုင်းထဲမှာရွာသားတွေခုတစုတီတစုနေရာယူပြီးဖြစ်နေခဲ့တယ်။ခဏနေတော့တကြီးကအိမ်ပေါ်ကနေဆင်းလာပြီ။အားလုံးဆုံးပြီလား။ဆုံရင်ပြောစရာရှိတာလေအနေငယ်ပြောအောင်မယ်။ဆုံပြီးတကြီးလဲတဲ့သွားလို့အိမ်ဆောင်မကြံခဲ့တဲ့အိမ်တွေကလွဲပြီးကြံတဲ့သူအကုန်ရောက်ပြီ။အေးလဲတဲ့သွားတဲ့အိမ်တွေကလည်းပြန်ရောက်တဲ့အခါအဓိကပြောလိုက်တာတွေပြန်ပြောပေးလိုက်ကြ။အခုခေါ်တာကကချားတော့မဟုတ်ဘူး။ ငါတို့ရကလဲရဆိုင်ပြူတာကိုအဓိကထားလုပ်တဲ့ရွာဖြစ်လို့မိုးကောင်းတဲ့နှစ်တွေဆိုရင်လဲသမားတွေအထိနာကြတာမင်းတို့လည်းအသိပဲဒါကြောင့်ငါစိတ်ကူးထားတာကရွာတောင်ဘက်ကချောင်းရီကိုစိုက်ပြူမိတွေစီရောက်အောင်ရေသွင်းမြောင်းတိုးကျင်တယ်မင်းတို့သဘောကတော့ဘလို့လဲတကြီးရဲ့စကားအဆုံးမှရွာသားတွေကတယောက်ကတကြီးရေသွင်းမြောင်းကိုးတာကဟုတ်ပါပြီဒါပေမဲ့ချောင်းနဲ့လဲကတခြားစီနော်တိုးမယ်ဆိုရင်လည်းလူဝင်ကလူမယ်ထိပါမလား အေးငါကလည်းအဲ့လိုပြောမယ်ဆိုတာကြိုတွေးထားတယ်။ဒီရေသွေးမြောင်းတူးရင်ပင်မန်းမယ်ခက်ခဲမယ်ဆိုတာသိတယ်။ဒါပေမဲ့မင်းတို့ဒီတစ်ခါအပင်မန်းခံလိုက်ရင်နောက်နှစ်တွေမိုးရွာတာမေးရွာကိုစိတ်ပူစရာမလိုတော့ဘူး။မင်းတို့ရဲ့သားသမီးမြေမြွတ်တွေရတဲ့အထိဒီရေသွေးမြောင်းကအထောက်ကူပေးလိမ့်မယ်။ဒါကြောင့်ငါတို့ရွာရဲ့စီဝါကြီးတိုးတက်ဖို့အတွက်ရေသွေးမြောင်းတူးကိုတူးရမယ်။ဟုတ်တယ်တကြီးဒါဆိုလဲအားလုံးတူတူလုပ်ကြတာပေါ့တကြီးပြောတာမှန်တယ် ရွာသားရီတွေကထောက်ခံတဲ့သူတွေကလက်သီးလမောင်းတန်းကထပြော်ကြပေမဲ့လေယာမလုတ်တဲ့သူအချို့ကတော့တိတ်သဘောမကျခဲ့ဘူး။ဒါဆိုမနက်ဖြန်ကစပြီးရေသွင်းမြောင်းတူးဖို့လုံလန်းစမယ်။တအိမ်ကိုတယောက်မထစ်မနေလောကားပေးရမယ်။တယောက်ထပ်ပိုလာခြင်းလည်းမမောင်းထောက်ဘူး။အေးတယောက်မှမလာလို့ကတော့ငါအကြောင်းတိမယ်။နားလဲလား။နားလဲပါတဲ့တကြီး။ရရွာအကျူးကြောက်လောဝါမှာပေါ့။အေးနားလဲရင်မနက်ဖြန်မနေ့ခုလနာရီထိုးတာနဲ့လုံငန်းစမယ်။ ကိုယ်အိမ်မှာရှိတဲ့ပေါက်တူးပေါက်ပြားပေါက်ချုံတွေအကုန်ယူလာခဲ့အခုလိုလုံလုံမကျေနပ်တဲ့သူရှိရအခုတည်းကထားပြောကြငါနောက်ွယ်မှာပြောလို့ငါကြားသိရင်မောင်ထိန်အစိုးမစိုးနဲ့တကြီးကပြွတ်ပြတ်တတပြောပြီးအိမ်ပေါ်ပြန်တက်သွားတော့ရွာသားတွေကိုယ်အိမ်ကိုပြန်လာခဲ့လိုက်တယ်တကြီးမောင်ထိန်ဆိုတာအစိမ့်ပင်ရွာရဲ့တုံးယောက်ယောက်တကြီးတယောက်ဖြစ်တယ်တကြီးရဲ့အဖိုးကအစိမ့်မြင်ရွာကိုစတည်ခဲ့တဲ့သူဖြစ်တဲ့အတွက်တားစီမင်းဆက်တကြီးရာတို့ကိုဆက်ခံခဲ့ကြတာထုံတန်းဒလိတကူထစ်ထဲတယ် တကြီးမောင်ဒိန်ဆိုတာလည်းခေသူမဟုတ်ဘူးလူပြိုဘဝရုံကရွာတဲ့ဓာမဝင်တိုက်တဲ့ဓာမျိုးဘိုလ်ကိုသူ့လက်ဆွဲတော့ငကြီးတောင်နဲ့ဇက်ပြတ်အောင်ခုတ်ခဲ့တဲ့ရာဇဝင်လည်းရှိခဲ့တော့တကြီးမောင်ဒိန်ဆိုရင်တရွာလုံးကချစ်ကြောက်ယူတည်ကြတယ်အဖုလည်းရည်သွင်းမြောင်းဖောက်မဲ့ကိစ္စကိုတအိမ်တော်တယောက်မလာမနေရအရာစံပြေးထားတဲ့အတွက်မနှက်ပြန်စားလို့မဲ့အရေးကို အခုရက်ကပစ္စည်းစုသူစုရည်သွင်းမြောင်းပေါက်ပေါင်းမဲ့နေရာတွားကြည့်သူကကြည့်နေအစင်းပြင်းတရွာလုံးတက်ကြွနေတယ် အောက်အီအီအွန်လင်းချက်သွန်တန်ကြပြီးသည့်အချိန်ကစပြီးအစိမ့်ပင်ရွာလေးလွတ်လွတ်ရှာရှာထစ်လာခဲ့တယ်။မနက်ခုနှစ်နာရီလောက်ရောက်တော့ပဇူးခါတောင်းကြိုက်ကြိုက်ပြီးလက်ထဲမှာပေါက်တူးကင်ကလမ်းလျှောက်လာတဲ့တကြီးမောင်တင်လိုရွာသူရွာသားတွေတွေးလိုက်ရတယ်။မင်းမြန်လုံးကြဟေးတူးထောင်ဆင်းလာပြီထမန်းထုတ်တွေပစ္စည်းတွေစုံမစုံစစ်ကြအောင်ဘုံညတ်တို့ဆန်းဝင်းတို့ကိုလည်းလန့်ခေါ်ကြအောင်ရွာသူရွာသားတွေအောင်လုံးယူရမယ့်ပစ္စည်းတွေကိုယူပြီးသားနဲ့တူးကြီးမောင်ထင်ရှိရာကိုထွက်လာခဲ့လိုက်ကြတယ် သူလူဆုံးမိတချို့အိမ်တွေကတအိမ်လုံးလိုဟာပြီးမလို့ဆိုပြီးလိုက်လာကြတယ်။အေးကောင်းတယ်။ငါလည်းသူကြီးဆိုပေမဲ့မင်းလုံးနဲ့တူလုံးမှာပါကွာ။မောင်ထင်ကအသက်ကြီးပေမဲ့မပြတ်စည်သေးပါဘူးကွာ။ဟဟ။ဒါနဲ့သူကြီးရေသွင်းမြောင်းကိုဘနာကနေစားဖောက်မလဲ။လူနေအိမ်တွေမထီအောင်ရွာပြင်ဘက်ကနေပတ်ပြီးဖောက်မယ်။ရေသွင်းမြောင်းအနက်က6ပေလောက်ထားမယ်။အကျယ်က7ပေလောက်ထားမယ်။ဒါမှကြီးမများဝင်မှာ။ကဲနေမမြင့်တဲ့လူကစားလိုက်ကြ။ သူကြီးကသူ့လက်ဆွဲတော့ပေါက်ပြန်နေချောင်းရိုးဘေးကမြေကိုစားပေါက်ကရေသွေးမြောင်းကိုစားဖြစ်လိုက်တယ်။လောက်ထားကြ။နောက်နှစ်မိုးရေကိုစောင့်စီရမလို့တော့ဘူး။အစိမ့်ပြရွာသားတွေရဲ့စူးစမ်းမှုကိုပြလိုက်ကြစို့။ရွာသူရွာသားတွေရဲ့တညီလက်ညီကြိုးစားမှုကြောင့်ဆက်ရက်လောက်အကြာမှာရေသွင်းမြောင်းကရုပ်လုံးပေါ်လာခဲ့တယ်။ရွာထဲကပတ်စံရှိတဲ့အိမ်မီကလည်းအလို့အားဖီးသမားတွေအတွက်ကောင်းညင်းမောင်လက်ဖက်ရည်တို့ကိုအားဖီးလူတန်းကျွေးမွေးခဲ့ကြတယ်။ရေသွင်းမြောင်းဖောက်ပြီးဆက်ရက်ကြော်တဲ့အချိန်မှာလော့ ူကြီးရှိလားသူကြီးညာကြီးမင်းကြီးအိမ်အောက်ကနေအော်ခေါ်နေတဲ့အတန်းကြောင့်ဟေးဘဒုလဲကွာဒီရွာမှာနေတဲ့သူတွေပဲအိမ်အောက်ခဏဆင်းလာပါအောင်သူကြီးလဲရွာသေးကလူတွေခေါ်တာဆိုပြီးရင်းနှစီမီအိမ်ကိုကင်ကအိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်အိမ်အောက်ရောက်တော့မင်းတို့ကိုဒီရွာမှာလဲတခါမှမနေဘူးဘူးဘနာမှနေတာလဲသူကြီးစကားကြောင့်ချောင်းတစောင်းထွန်းထားပြီးချီချံပစိုးကွက်ကွက်ဝတ်ထားတဲ့လူကကျွန်တို့ကချောင်းယူပေးမှနေတာ စကားကိုဖူးဆက်ဆက်ပြန်ဖြေလိုက်တဲ့သူကြောင့်သူဤစိတ်နဲ့နဲ့တိုးသွားပြီ။ဟေ့ကောင်မင်းတို့ကိုလည်းငါမသိဘူး။ငါရွာထဲမှာနေလာတာသူဆိုရင်မွေးကစားကလေးလောင်ငါသိခဲ့။စကားပြောတာကဖူးဆက်ဆက်နဲ့မင်းတို့ဘာကိစ္စနဲ့လာတာလဲ။အေးငါတို့လည်းပုံမှန်လေးလင်းပြောမယ်။မင်းတို့ရေသွင်းပြောင်းဖောက်တာကိုရက်တန်းနေရက်ပါ။မရက်ရင်ငါတို့အဆိုးမဆိုးနဲ့။အောင်မာမင်းတို့ကရာရာဆဆငါ့ကိုအမိန်လာပေးနေတယ်။ငါဘာသာရက်ချင်ရက်မယ်လှုပ်ချင်လှုပ်မယ်မင်းတို့လည်းပါဆိုင်လဲ။ ငါတို့တတိပေးပြီးထက်လုံရင်တို့မင်းတို့အကြောင်းနဲ့မင်းတို့ပဲရှောင်းတဆောင်းတဲ့လူကလေးသားတော်မနဲ့ပြောပြီးခြာကနဲ့လက်ထွက်သွားတဲ့အချိန်သူ့အနောက်မှာပါလာတဲ့သူတွေကသူ့ကြီးကိုစားမတဝါမတဆိုက်ကြည့်ကာပြန်လက်သွားကြတယ်သူ့ကြီးလည်းရေနံစီမီအိမ်ကိုဂိုင်းပြီးအိမ်ပေါ်ပြန်တက်ဖို့အလုံးကိုထိန်ရှင်းတယောက်ချင်းအိမ်အောက်မှာမလုံနေရလဲအိမ်ပေါ်ဝကနီလမ်းမလိုက်တဲ့မိမဖီသူစကားကြောင့်သူ့ကြီးကရေနံစီမီအိမ်ကိုပင်ပြီးဟခုနာကဘေကလူတွေမှမသိဘူးငါနာမည်ခေါ်လို့လာစင်းကြည့်တာ ရှင်းကိုဘသူကခေါ်လဲကျိုးလည်းမကြမိဘူးရှင်းရေနံစီမိအိမ်ကွိုင်းပြီးဆင်းသွားလို့ကြုံကြည့်နေတာအိမ်အောင်ရောက်တော့ရှင်းတယောက်တည်းစကားတွေပြောနေတာလေဟင်ငါတယောက်တည်းမဟုတ်ဘူးရှောင်းတစောင်းတဲ့လူတွေမင်းမတွေ့ဘူးလားထူးထူးဆန်းဆန်းတော့ကျိုးဖင်ဘာမှကိုမတွေ့တာ ရှင်းအလုပ်ပဲမိုင်းမိတဲ့ချိန်မကောင်းတာနေမယ်အင်မော်ကန်တက်ခေတော့မိမဖြစ်သူစကားကြောင့်သူရီဇဝဲဇဝါဖြစ်သွားပြီးအင်မော်ကန်တက်ခေလိုက်တယ် မနေ့ရောက်တော့လုံးလန့်ဆဲရည်သွင်းမြောင်းကိုဆက်တူခဲ့ကြတယ်။နေလန်လောက်ရောက်တော့"သူဤသူဤဒီကိုလာကြည့်ဦး"အရှိမမြောင်းတူးနေတဲ့အုပ်စုကလမ်းခေါ်တဲ့အတန်ကြောင်ပေါက်လက်ဆဲပေါက်ပြားကိုချလောက်ပြီးငညို့ဘာဖြစ်တာလဲ"ဒီမှာလာကြည့်ဦးသူဤအရှိကတောင်းမုတ်တလုံးခါနေတယ်ဘလုံးလောက်ရမလဲသူဤလည်းပြေချနေတဲ့လူကြီးကိုတင်းအောင်ပြောင်းဝှက်ပြီးငညို့ရှိရာဘက်ကိုထွက်ခဲလိုက်တယ်။ချဲတောင်းမုတ်ကြီးပဲဖြိုချလိုက်ပေါ့ကွာဖြစ်ပါမလားသူဤ ဒီစိုးတောင်မောက်လေးမှာအဆောင်လျှောက်တွေရှိတယ်ပြောတယ်ကျွန်တော်တော့ဖြိုရဲဘူးဟဲ့ကောင်ငင်းညွန်ခြေတောင်မောက်မှာခြေတယ်လေးရင်မှာဗောအရေးရဲ့သွေးလာကြောင်နေပြန်ပြီဒီတောင်မောက်ကိုမဖြိုရင်ရေလန်းကြောင်ပိတ်မှာဖြိုမရော့မယ်အဲ့ဆိုလေသူကြီးအရင်ဖြိုပြီးကျန်တဲ့နေရာတွေကျွန်တော်တို့ဆက်တူမယ်သူကြီးကငညွတ်လက်ထဲမှာပေါပြားကိုယူကလူကြီးရှင်ဘလောက်ရှိတယ်ခြေတောင်မုံကြီးကိုဖြိုချလိုက်တယ်ရပြီမလားကျန်တာဆက်လောက်တော့ဒီနေ့တာယောအထီရော့ဖောက်ချနောက်လေးလက်လောက်ဆိုရေသွင်းလို့ရပြီ အာတင်းထားကြသူကြီးကရွာသားတွေကိုအာပေးရင်အနောက်ကိုပြန်လာခဲ့လိုက်တယ်ညရောက်တော့နီးလယ်မှာပင်ပန်းထားတာနဲ့စောစောခေကန်ဝင်ခဲ့တယ်အိပ်ပြောင်နေတုန်းရှိသေးတယ်ကိုထိန်ထောင်းမိမဖြစ်သူလုံနိုးတာကြောင့်သူကြီးနိုးလာပြီဘာဖြစ်လို့လဲရှင်ကတော့အိမ်မောကြနေတော့ပြတ်တိမလဲခုနကအိမ်ပတ်ပတ်လဲမှတောက်ခတ်တန်တွေဆဲဆုတ်တန်တွေကြားရလို့မင်းစိတ်ဆွဲတာနေမှာပါဘာမှမကြပါဘူး သူကြီးစကားအဆုံးမှာတောင်းတွေ့ကြသေးတာပေါ့ငါတို့တားတဲ့ဇာကလုတ်တဲ့ကောင်ဆိုးတဲ့အတန်ကိုကြားလိုက်ရတယ်။သူကြီးကအတန်ကြားတာနဲ့အိမ်နေရာမှာထိုးထားတဲ့ငှက်ကြီးတောင်တားကိုယူပြီးအိမ်အောက်ကိုဆင်းကောင်းဘဲကောင်းတယ်လဲကွာဟမ်ငါရွာကောင်းချိုးအတွက်ငါလုတ်တာဘဲကောင်းကိုဂရုစက်ရမယ်လဲတတိရှိရင်ကိုထင်ပြဆာအတန်နဲ့မလားချောင်းနဲ့ငထိန်နဲ့ကွာကြောက်သွေးပါရင်ဖောက်ထုတ်လိုက်မယ်မင်းတို့ရက်ဖိုင်းနဲ့ရေသွေးမြောက်ကိုပြရကိုဖောက်အောင်ပါ အလကားအနှောက်ရှောက်ကောင်းနေသူကြီးလည်းပေပေနေနေပြောပြီးအိမ်ပေါ်ပြင်တက်လာခဲ့လိုက်တယ်။နောက်နေ့မနက်ရောက်တော့ငညို့မင်းမျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲ။ညာကကျုပ်သမီးလေးရုတ်တရက်ဖျားလို့ဒီမနက်ထိမသက်သာသေးလို့ဟေးအဲ့ဒါဆိုမင်းဒီနေ့နားလိုက်လीဒါကြောင့်မင်းမိမော့ကိုလည်းဒီနေ့မတွေ့တာကိုကလေးမသက်သာရင်ငါ့ကိုလာပြောဟုတ်ကဲ့သူကြီးဒါဆိုကျွန်တော်အိမ်ခဏပြန်လိုက်အောင်မယ်သူကြီးလည်း ပေါတူးကိုပခုံးဖော်ထန်းနီးပြန်သွားတဲ့ငညွန့်ကိုကြည့်ပြီးတပြင်းတစ်ချက်ခါလိုက်တယ်။အားထက်ကြရေသွေးမြောင်းကပြီးကောမယ်မြ мян လေးလှုပ်ကြောက်အလုတ်သေးစိတ်ငိတ်ထားလာမှုအချိန်ဘလောက်ရှိမှမသိဖြစ်သွားတဲ့အချိန်သူကြီးသူကြီးငညွန့်တမီတက်လို့တဲ့တတိလျက်သွားနေဟေးငလိုက်လာမယ်ကြံတဲ့သူတွေဆက်လှုပ်ထားကြ။သူကြီးလည်းကြံနေတဲ့လောက်အားမေးဖွဲ့ဒီကိုလှန့်အောင်ပြီးငညွတ်အိမ်ကိုလိုက်သွားခဲ့တယ်။သူကြီးလည်းငညွတ်အိမ်ပေါ်ကိုရောက်တော့ တတိလစ်နေတဲ့ကလေးမလေးကရုတ်တရက်တတိပြန်ရလာပြီဟွန်းငါရောနေရာကိုဖျက်ဆီးတဲ့ကောင်နင်ကိုဘာမှလုပ်မရလို့ဒီကလေးမလေးကို ပြုတ်စားထားတာနင်ရောဒီဒီရွာလုံးကိုတေးဖို့ခင်းထားတမီတမီသူကြီးကိုဘလူတွေပြောနေတာလဲဒီကလေးမလေးကြောင်ကတန်းတွေပြောနေပြန်ပါပြီ အားနာလိုက်တာသူကြီးရဲ့ငညော့အခုပြောနေတာမင်းရဲ့တမီမဟုတ်ဘူးမင်းအသားနေငါကြည့်ပြောမယ် သူကြီးကငညွန့်ကို ကလေးမလေးအနာက ဖဲ့ခဲလိုက်ကြအခုပြောနေတာဘသူလဲဒီကိစ္စလားငါလုပ်တာငါနဲ့ပဲဆိုင်နေကလေးမလေးကိုဘာမှမလုပ်နဲ့အခုမှမရတော့ဘူးနင်နုတရွာလုံးဒုက္ခရောက်တော့မယ်အခုနင်မီမှပါဖြစ်နေလဲသွားကြည့်လိုက်အောင်ဝင်ပူးနေတဲ့သူရဲ့စကားကြောင့်သူကြီးမျက်နာပြတ်သွားပြီငညွန့်ငါအိမ်ကိုသွားကြည့်စမ်းငညွန့်လေအိမ်ပေါ်ကဆင်ဖို့အလိုသူကြီး သူစည်းမိမအိမ်တိုင်းနဲ့ခေါင်းနဲ့စောင့်နေတာတားလဲမရဘူးနဖူးနေလဲကွဲနေပြီနောက်ပြီးရွာထဲမှာကြံခဲ့တဲ့သူတတော်များများပျော့ကြယ်တွေဝင်ပူးနေအားလုံးဒေါသတွေမမာနာတွေကိုဖီလော့ထားပြကြပါတဖာနဲ့ကဖာညင်ညင်နေနေလို့ငင်ဘယ်ကိစ္စမဆိုအဆင်ပြေမလို့ယူကြည့်ပါတယ်အခုစီဝိုင်းထဲမှာရှိနေတဲ့သူတွေဘာများပြောချင်လဲစီဝိုင်းနဲ့ရောက်နေတဲ့သူတွေတဲကတယောက်ကမြေကြီးပေါ်ယူလိမ့်ပြီးငါတို့နေရာကိုဖျက်ဆီးတယ်ငါတို့အမျိုးအနွယ်တွေနေဆရာမရှိတော့ဘူး ဒါကြောင့်သူတို့ကိုပြန်ပြုတ်စားတာငါတို့အကုန်လုံးစိတ်ဆူးနေကြတယ်။ကျင်နန်းအောင်မလုပ်ပြီးတရွာလုံးကိုတတ်မယ်။သင်တို့အမျိုးနာမည်ကဘလို့ခေါ်လဲ။ဂလနတ်နဂါမျိုးနွယ်တွေပဲဘသူကမှဒုက္ခမပေးပဲဒီနေရာမှာနေလာခဲ့တာကြာပြီးအခုငါတို့နေစရာမရှိတော့ဘူး။ကောင်းပြီ။ဒါဆိုသင်တို့နေစရာရရင်ဒီလူလေးကိုလူကံပကတိဖြစ်အောင် ပြန်လုပ်ပေးမလား။ငါတို့နေရာပြန်ရရင်ဘသူမှမထိခတ်စေရဘူး။ဒါပေမဲ့ဒီဝအကြီးကဲကိုမကျေနပ်ဘူး။သူ့ကိုစွန့်မရမယ်။ စိတ်လျော့ကြပါဒေါသမောဟတရားတွေနဲ့တန်တရားကိုမဆက်ချင်ကြပါနဲ့ကျုပ်လည်းရွာသူကြီးကိုဖြောင်းဖြားပေးပါမယ်ကဲသူကြီးသူတို့ကိုပြန်တောင်းမလိုက်ပါနောက်ပြီးသူကြီးရဲ့အမိန့်နဲ့နေစရာတစ်ခုပြန်ပေးလိုက်ပါတဖက်နဲ့တဖက်မေတ္တာရှိထားပြီးဆောင်ကြည့်ရင်အရာရာအောင်မြင်ပါလိမ့်မယ်ဘိတ်ဖြူဝဲလူငယ်လေးရဲ့စကားကိုကြားတော့သူကြီးကအဆောင်အလျှောက်ဒီအလုံးကိုကျုပ်မောင်ထိန်တောင်းမှန်ပါတယ်ကျုပ်ရဲ့အတ္တမာနတွေကြောင့်မဖြစ်တင်တာတွေဖြစ်ခဲ့ရပြီး ဒီရေသွင်းမောင်းကြီးလုပ်တယ်ဆိုတာကလည်းရွာသူရွာသားတွေအကျိုးတွေလုပ်တာပါဒီလုပ်ငန်းကြောင့်တင်းနူးရေနေရဖျက်ဆီးခဲ့တဲ့အတော့ရေသွေးမြောင်းပြတာနဲ့ဒီမြောင်းတရှောင်းတင်းနူးကြိတ်ကြိတ်နေရနေပါအပိုင်စားပေးပါတယ်နောက်ပြီးနှစ်စင်နှစ်တိုင်းတင်းနူးကိုပူဇော်ပတ်သက်မှုတွေလုပ်ပေးပါမယ်တင်းနူးကျေနပ်ကြပါတော့သူကြီးစကားအဆုံးမှာဝင်ပူးနေတဲ့သူတွေအကုန်လုံးမြေကြီးပေါ်လူလိပါလေတော့ပိတ်ဖြူဝဲလူငယ်လေးကမြေကြီးပေါ်လူလိနေတဲ့သူတွေကိုကြည့်ပြီးတင်းနူးကိုရေဖျံပေးလိုက်ပါ သူတို့သဘောတူတဲ့အသက်ပြိုနေကြတာပါရွာသားလေးလေးနီးဆက်ရအိမ်ဒီမှာရှိတဲ့ရေဒီခတ်ပြီးစီဝိုင်းနဲ့ကလူတွေရှိရာလောက်ချပေးလိုက်တယ်အတန်ကြာတော့စီဝိုင်းနဲ့ငဝင်ပူးနေတဲ့သူတွေကအယုတ်ချိုးပြတ်တယ်လို့ပြလဲကြသွားကြတယ်ပိုက်ဖြူဝဲလူငယ်လေးကမြေကြီးပေါ်လဲကျနေတဲ့ရွာသူရွာသားတွေကိုချက်ချင်းမထုတ်ခိုင်းမဲရေမန်းဆမ်မန်းစနွဲမဲနေနဲ့ပတ်ဖန်ပေးပြီးတော့မှစီဝိုင်းအပင်ဘတ်ကို ထုတ်စီခဲ့တယ်။ကျန်တဲ့ရေမန်းဆမ်မန်းစနွဲမဲတွေကို သူကြီးစီအပ်ပြီးမြင်အပ်မမြင်အပ်ပုခိုရေဆိုတာမယုံလို့လည်းမရဘူးဒါကြောင့်သူတို့ကိုမထီမဲမြင်မလော့ပါနဲ့ကျုပ်တို့ကဒီတစ်ကြိမ်မှာရေဆက်ရှိလို့ရောက်လာတာဆိုပေမဲ့နောက်တစ်ကြိမ်ထက်ရောက်ဖို့ကမလွယ်ဘူးဒါကြောင့်ဂတိကိုတီးပါသူတို့ကိုနေရာပေးပါတနေ့တစ်ကြိမ်နွားတို့ပေါက်ပေါက်ဆုပ်တင်နဲ့ပူဇော်ပသက်ပေးပါဒီရွာကိုသူတို့ဆုံးရှောက်ပါလိမ့်မယ်လို့ပြောပြီးရွာပင်ကိုပြန်အထွက်မှာသူကြီးကလူငယ်ပေးမဲ့ပညာကြီးမလိုက်တာ စုံကရရဲ့နောက်တစ်ကြိမ်စုံကျင်ပါသေးလေကျုပ်ရဲ့အတ္တဒီကိုလည်းတက်နေသည်မရော့ချပါမယ်သူကြီးစကားအစုံမှာနောက်ကျောပေးပြီးထွက်တော့တဲ့လူငယ်နှစ်ယောက်စီကနေတာတူးသုံးကျင်းခေါ်တဲ့အတန်ကို ကြားလိုက်ရတယ်